။မင်္ဂလာပါရှင့်ဖြိုးကဒီနေ့အိမ်ဆိုင်ပင်ဆိုင်လေးတွေကိုခူးပြီးရောကြက်ဖက်ကဖောင်ဟင်းလေးစောစားဖြစ်လို့စောစားနေလေးပြန်လဲမျှဝေပေးမှာဖြစ်ပါရဲ့ရှင်။လေးတစ်ခုဖြစ်တဲ့ဖက်ကဖောင်ကြော်လေးကြောပုတ်အတွက်အင်းဆိုင်ပင်ဆိုင်လေးတွေကိုခူးရမယ်နော်။ ပါဝင်သစ္စည်းတွေကတော့ကြက်သားကြက်သားကိုရင်မုံသားနဲ့ကြက်အမြစ်တို့ကိုရောသုံးပါမယ်ရှင်။ကြက်တော်အဖြူနည်းရေရုပ်သီးကြောင့်ပြင်စိန်ဇပက်လင်းကြောင်းမူဖက်ကဖောင်အမြစ်တို့လိုအပ်ပါရဲ့ရှင်။ကြက်ဖက်ကဖောင်ကြော်လေးပိုးစားကောင်းတော့အောင်ကြက်အမြစ်တုံးလေးတွေကိုပါရောကြော်ဖို့အတွက်ပြင်ဆင်ထားပါရဲ့နော်။ကြက်သားတွေကိုရည်တိချသိသိရနဲ့အတုံးသေးသေးလေးတွေညှက်ပြီးတော့ပြင်ဆင်ထားပါရဲ့ရှင်။ ကြက်ရင်မုံသားတွေကိုတော့ကြိတ်ဖို့အတွက်ပြင်ဆင်ပါမယ်နော်။ဖျားတာအတွက်ကတော့ပင်းငံပြရဲ့အနေငယ်။အယောင်တင်မုံ။စားနဲ့တကြားတို့ကိုရော့ထည့်ပြီးရော့ကျိတ်လိုက်ပါအရှင်။ကျအနစ်ကိုမညီအောင်အတွက်ဇပလင်းထည့်ပြီးတော့ရင်းနှီးဖြုတ်ဖို့ပြင်ဆင်နေရဖြစ်ပါရဲ့နော်။ စပယ်လင်ကိုမှုေးအောင်အနေငယ်ထူထောင်ပြီးတော့ပြင်ဆင်လိုက်ပါရှင်ထူထောင်ထားတဲ့စပယ်လင်ထည့်ပြုတ်ထားတဲ့ရင်းနှွေးစူရာနဲ့အစင်သင်းသင်းထားတဲ့အမြစ်တွေကိုရင်းနှွေးပြောပြပါရနော်ကျက်အမြစ်တွေကိုလျှာမစားနိုင်ရင်ထိုးလို့ပြတဲ့လို့စပန်လင်းပြုတ်ရည်လေးနဲ့ရင်းနှွေးဖြော့ပြီးတော့ကြော်စားကြည့်ပါရှင်။ ကျမ်းမြတုံလေးတွေကိုအရင်ချက်တဲ့အထိ ပြုတ်ပေးစရာမလိုပါဘူးရှင်။အညီပြောက်တဲ့အထိရင်းနှီးဖြောပေးရုံနဲ့ကြားပါပြီနော်။ဒါကတော့စီတက်ဖို့အတွက်ချက်သွန်အဖြူအနည်းနဲ့ဇပန်လီနုကိုအခွန်ကွာရေးစေးပြီးတော့ကြိတ်လိုက်ပါရနော်။ ကြော်တဲ့အခါဆက်ဆက်လေးစားခြင်းလို့ဖြူကငရုတ်သီးကြောင့်လေးတွေကိုပါထည့်သုံးထားပါရဲ့ရှင်။စီတပ်ဖို့အတွက်ပြင်ဆင်ပြီးသွားရင်တော့အင်ဆိုင်ပင်စင်ဖူးထားတာလေးတွေကိုရေးတိချစိတ်ပြီးရောကြော်ဖို့အတွက်ပြင်ဆင်ပါရနော်အင်ဆိုင်လေးတွေဆိုတော့လက်ဆက်ပြီးရောရမ်းမွေးပါရရှင် ပင်စင်ရွက်လေးတွေပြင်ဆင်ပြီးရနဲ့ထဲကြောဖို့အတွက် baby ကုန်းလေးတွေကိုပါတိပြီးတော့ပြင်ဆင်ထားလိုက်ပါရနော်ဒါကတော့ဖက်ကပ်ဖောင်ကြောဖို့အတွက်ဆော့အနစ်လေးစက်ပါဖြစ်ရှင်ဘဲငန်ကြာရည်အနေငယ်ခယူးစီနဲ့ဖက်ကပ်ဖောင်ဆော့အနစ်တို့ကိုရောထည့်ပေးပါမယ်နော်ကတော့ဖက်ကပ်ဖောင်ကြော်တိုင်းဒီ ready made saw အနစ်တို့ကလေးကိုပါထည့်သုံးနေရှိတာရှင်ဒီ saw အနစ်ကလေးကဂျပန်မှာဆိုရင်တော့ BNN ဆိုင်တော်တော်များများမှာဝယ်လို့ရပါတယ်เนาะ င်ဆက်ပြီးသွားပြီဆိုတော့စကြပါမယ်ရှင်ကျော်မဲဦးရဲကိုစီထက်ပြီးအစင်းလေးစိတ်ထားတဲ့စက်တော့အဖြူလီသဘက်လေးငရုပ်ပြီးတော့ကိုစီတက်လိုက်ပါရဲ့နော်စီတက်အနံလေးမွေးလာရင်နော်ချက်အနည်းနဲ့ချက်သားစိတ်သားတို့ကိုဆက်ကြောပြပါရဲ့ရှင်ကျမ်းမီတုံးလေးတွေကရင်းမွေးကြောထားပြီးသားဖြစ်လို့ကြော်တဲ့အခါအရင်အကြာကြီးကြော်ပြမလို့တော့ပါဘူးနော်။ဒါမင်းလည်းတော့ကြော်ပြီးရုံနဲ့စက်သားချက်ပါပြီရှင်။ အသားရည်ကြံ့ရင်တော့စင်းတင်းဆက်ထားတဲ့ဖက်ကပောင်းဆော့အနစ်ကိုထည့်ကျော်ပြပါရနော်။ဆော့အနစ်ထဲမှာအရသာပါပီးသားဖြစ်လို့ဘာမှဖြစ်ထည့်စရာမရှိတော့ပါဘူးရှင်။ဆော့ထည့်ပြီးအနဲ့နောက်ဆုံးမှာဘေဘီခွန်းနဲ့ပင်စိမ့်ရလေးတွေကိုထည့်ကျော်ပြပါရနော်။ပင်စိမ့်ကိုတော့ဖြူကမြမပင်စိမ့်ကိုအသုံးပြုထားတာဖြစ်ပါရှင်။တချို့ကတော့ထိုင်းပင်စိမ့်ရဲ့အကြီးမျိုးကိုထည့်ကျော်ရအမြင်မှုပါရနော်။ပင်စိမ့်အုပ်ပြီးနှံ့အောင်ဝေးပေးပြီးရနော်ကြက်သွားပါပြီရှင်။ လုံးဝမရှိပဲပင်စိမ့်အနံလေးအံ့မွေတဲ့ကြက်ဖက်ကပောင်ကျော်လေးတစ်ပွဲရသွားပါပြီနော်။ချက်သားကိုပုံမှန်ကြော်စားနေရတာယူနေပြီကျော်ရင်တော့ချုပ်ကူကျော်ပြသွားသလိုထိုင်းစတိုင်ကြက်ပင်စိမ့်ကျော်လေးကျော်စားကြည့်ပါအောင်ရှင်။ဘေဘီကွန်လေးတွေပါ ရောကျော်ထားရဖြစ်လို့ကိုစားကောင်းပါရဲ့နော်။တို့တို့ရဲ့ဒီနေ့ဗီဒီယိုလေးကိုသဘောကျမယ်လို့ယုံကြည်ပါတယ်ရှင်။ကြက်ဖက်ကပောင်ကျော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးသွားတဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်နော်။